ွင်းစီစံတွေပေးပါနော်ရွှေလင်းမန်းနီနဲ့နော်အဲ့လိုမျိုးငငယ်ကအမေလက်ပေါ်ကနေတောင်းခဲ့မှုမှထင်ပါတယ်ငယ်ဘဝကိုပြန်လွှမ်းရင်မနှက်စာကိုပဲပြုတ်ထမင်းစီစံလေးလှုပ်ရှားဖြစ်ပါတယ်အရင်ဆုံးထမင်းနဲ့တွဲစားဖို့ကြုပ်ကြော်လေးကြော်ပါမယ်ပြီးရင်တော့အသင်ရှိတဲ့ပဲပုတ်လေးကိုမိကင်ပါမယ်ပေးပုံးနဲ့မွေ့မွေ့လေးနဲ့ဗမာကျက်သုံးအသေးအချိုးတက်လေးကအရန်ကိုပနတ်တင်လာပါဗျ စီစားနေလိုက်တဲ့အခါမှာပဲပုံမိခင်တုံလေးရပါပြီရှင်။ယူလီယာအတွက်ကတော့မနက်စာကိုရှင်မင်းလိုစားပါဆိုတာဒီလိုမနက်စာမျိုးပါ။တခန်းတနာတွေမဟုတ်ပေမဲ့လေကိုကြိတ်တတလေးပဲပါတယ်မနက်စာကရှင်ပြင်းပွဲတော့အုပ်လို့ပါပဲနော်ကဲဇက်လိုက်ကြော်ကြီးထမင်းစီစံလာပါပြီနော်နေမဲ့စလုံးကြီးကြီးလေးကိုထမင်းပူပူထက်ကိုရိုင်းဖောက်ပြီးပြုတ်ထားရဲ့သရော်ပဲလေးတွေကိုလည်းနန်းချင်းထက်စားလေးဖြူစီရွှဲရွှဲလေးစမ်းမိနေပါပဲ နေနေင်းနဲ့ကိုဘိုက်ကချက်ပြနေပါပြီရှင်တမအောင်နေပြီးရင်တော့မယိုးနိုင်တဲ့ပဲပြုတ်ထမင်းစီစံလေးရပါပြီတွဲဖက်စားဖို့တတ်မရသည်ငရုတ်သီးစိမ်ကျက်သွုံမြိတ်ဗမာကျက်သွုံဥအသေးလေးတွေထည့်ပါမယ်ပြီးရင်တော့ပဲပုတ်မိခင်သုံးနဲ့ဟိုနီယာကြံတဲ့ချမောင်ကျော်လေးအပြင်ကျဲဥကျော်လေးပါတွဲဖက်လိုက်တော့ပြီးပြည့်စုံတဲ့မနက်စာလေးရပါပြီနော် င်းနေချမ်းလေးရတော့မပါမဖြစ်ပဲเนาะတမင်းစီစံရွှေလင်ပန်းနဲ့ပေးပါဆိုတဲ့အမေနဲ့ချစ်စရာအမတ်တရားလေးတွေကိုပြန်တန်းထားမိမယ်ထင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့မယ်เนาะ bye bye